ားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့ hotel ဝန်ထမ်းအသုံး interview english တွေကိုကျွန်တော်တို့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ် hotel staff interview english ပုံစံမျိုးပေါ့နော်ဒီတစ်ပတ်လုံးမှာတော့ကျွန်တော်တို့ကဒီ hotel ဝန်ထမ်းတယောက်အတွက်ပေါ့နော် interview အမေးအဖြေပုံစံလေးတွေကိုကျွန်တော်တို့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ beginner level ဖြစ်တဲ့အတိုင်းပဲပေါ့နော်အခြေခံကြတဲ့ general sense နဲ့ဟာမျိုးလေးတွေကိုကျွန်တော်ပို့ပြီးတော့အသားပေးပြီးတော့တင်ဆက်ပေးသွားမယ်နောက်ရက်တွေမှာတော့ကျွန်တော်တို့ကဒီ ဒီဌာနတစ်ခုချင်းစီပေါ့နော် F4 အတွက် FME အတွက်ကျွန်တော် housekeeping အတွက် hotel interview english တွေကိုဘယ်လိုမေးတတ်တယ်ဘာတွေဖြေရမယ်ဆိုတာမျိုးလေးကိုကျွန်တော်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော် interview သွားပြီဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ introduce လုပ်ဖို့အရေးကြီးတယ်ကိုယ်ကိုကိုပေါ့နော် confidence ရှိရှိနဲ့နှုတ်ဆက်ဖို့ပြောင်းပြဖို့ eye contact ရှိဖို့အတွက်ကအမတန်မှအရေးကြီးပါတယ်ကျွန်တော်တို့ interview တာက ဒါဌာနရဲ့ဗောနော department head လည်းဖြစ်နိုင်တယ်ဗောနော် FO FOM လည်းဖြစ်နိုင်တယ်ကျွန်တော်တို့ဒီ director room လည်းဖြစ်နိုင်တယ်နော် FME manager လည်းဖြစ်နိုင်တယ်ဗောနော်အဲတချို့နေရာမှာတော့ဒါ HR ဝန်ထမ်းနဲ့စပြီး interview ရဲ့ဗောနော်ဆိုတော့ interview တဲ့သူကဘယ်သူပဲဖြစ်ပါစေကျွန်တော်တို့ကကိုယ့်ကိုယ်ကို confidence ရှိရှိနဲ့ဖော်ဖော်ရွေးရွေးပုံစံမျိုးနဲ့ကျွန်တော်တို့ကမိတ်ဆက်ဖို့အတွက်အမှန်တမ်းအရေးကြီးပါတယ်ဘယ်သူပဲကျွန်တော်တို့ interview တတဲပဲပြောပြောပါတော့သူတို့နေကောင်းလားဒီနေ့အဆင်ပြေလားဆိုတာမျိုးစတာမေးပြီးသွားရင်အမြဲတမ်းပထမဆုံးစမိတဲ့မေးခွန်းဟာ tell me about yourself ပေါ့နော်ကျွန်တော်ငယ်ရော myself ကိုချက်ခဲ့ရတဲ့အတိုင်းပဲပေါ့နော်ကျွန်တော်တို့ဘယ်သူပါဘယ်ရပါအဲဘယ်လိုမျိုး strength တွေရှိတယ်ပေါ့နော်ဘယ်လိုမျိုးအားသာချက်တွေရှိတယ်ဘယ်လိုရည်ရွယ်ချက်တွေရှိတယ်ဆိုတော့ကျွန်တော်ပထမဆုံး ဒီ confidence ရှိရှိနဲ့ပထမဆုံး introduce စပြီးတော့လောက်ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ငယ်တုန်းကစာချက်ခဲ့ရတယ်လို့တော့ကျွန်တော်တို့ရဲ့အကြောင်းပေါ့နော်ကိုယ်နာမည်တွေအဖေနာမည်တွေပမာနေတယ်ကိုကျွန်တော်ကအသေးစိတ်ပြောပြရစရာမလိုဘူးဒါစီကျွန်တော်တို့ professional အတွက် interview လာတာဖြစ်တဲ့အတွက်ကိုယ်နာမည်လောက်စပြီးတော့ပြောရရတယ်ဒါမှမဟုတ်ကိုယ့်ရဲ့ nickname ပေါ့နော် ကိုယ်ခေါ်စီခြင်းနဲ့နာမည်ရယ်ကိုယ်မှာရှိခဲ့ရင်ပေါ့နော်လုပ်ငန်းအတွေ့အကြုံရယ်နောက်ပြီးတော့ကိုယ်မှာရှိတဲ့အားသာချက်ရယ်နောက်ကိုယ့်ရဲ့ရည်ရွယ်ချက်ရယ်ပေါ့နော်အဲ့ဒါအတူချုံလေးကျွန်တော်ပြောပြရမယ်ကိုယ်မှာအတွေ့အကြုံမရှိခဲ့ဘူးဆိုလို့ရှိရင်ကြတော့ကျွန်တော်တို့ကဒီကိုယ်မှာရှိအားသာချက်ပေါ့နော်ကိုကတင်ရတက်လွယ်လူတယောက်လားကိုကရည်ရွယ်ချက်ကြီးမားတဲ့လူတယောက်လားကိုက training လောက်လုပ်လာတယ်ဒါမှမဟုတ် volunteer လောက်လုပ်လာတယ် internship လောက်လုပ်လာတယ်စတာတွေကိုကျွန်တော်တို့ ပြောပြလို့ရပါတယ်ဥပမာကိုယ်မှာအတွေ့အကြုံရှိတယ်ဆိုရင်ဟိုမှာကိုယ်နာမည် Alex ပေါ့နော် I am Alex I have 2 year experience in reception ဆိုလဲ reception ပေါ့နော် housekeeping ဆိုလဲ housekeeping F&B waiter waitress ဆိုလဲအဲလိုမျိုးဖြည့်လို့ရတယ်ပေါ့နော် I have ဆိုတော့ကျွန်တော်ကိုယ်မှာရှိတာ but how many years ပေါ့နော်အဲ့မှာထည့်ရမယ်1 year ဆိုလဲ1 year 6 month ဆိုလဲ6 month ပေါ့နော်အဲ့လိုထည့်ရမယ်ပြီးရင်ကိုယ့်ရဲ့ strength ပေါ့နော်အားသက်ချက်ကတော့ငါတော့ customer service မှာအားသက် အားတာချက်ရှိပါတယ်ဆိုရင် mind strength ပေါ့နော် strength ကအားတာချက် weakness ကအားနေချက်ပေါ့နော် mind strength is customer service ပြီးရင် i love to grow in this hotel ပေါ့နော်ကိုယ့်ရဲ့ goal ပေါ့နော်ကိုယ်တကီဒီ hotel လာပြီးတော့ interview ရှာပါတယ် goal ကကြတော့ဒီ hotel နဲ့အတူတူကိုဟာတိုးတက်သွားခြင်းလို့ဆိုတဲ့ပုံစံမျိုးကိုကျွန်တော်တို့ပြပြလို့ရရပါတော့။ Now option တစ်ခုအခုမှအတွေ့အကြုံမရှိဘူးဆိုရင် ိုကယူသားရမယ်ပေါ့နော်ဟိုတယ် life မှာကယူသားပွင့်လင်းဖို့အတွက်ကလည်းအရေးကြီးတယ်အဲ့တော့အတွေ့အကြုံမရှိခဲ့ဘူးဆိုရင်ငါဘာမှမသိဘူးမလုပ်တတ်ဘူးဆိုတော့မပြောရဘဲနဲ့ငါကမြင်မြန်ပေါ့နော်တင်ယူတက်မြောက်နိုင်တယ်ဆိုရင် first learner ပေါ့နော် i am first learner and passionate about hospitality ပေါ့နော် hospitality ကကြောက်ကျွန်တော် hotel life ပေါ့နော် airway ပြူငါတယ်ကျွန်တော်တို့ဒီ ဟိုတလောကကိုဟုတ်နော်ဒါက hospitality လို့ပြောတာပေါ့နော် passionate ဆိုတာကြတော့ဒါကကိုက passion ရှိတယ်ပေါ့နော်ကိုကဖြစ်ချင်စိတ်ရှိတယ်ကိုမှရည်ရွယ်ချက်တွေရှိတယ်ဆိုတာမျိုးပြောတာဖြစ်ပါတယ် နောက်တစ်ခုကကိုက training ဆင်းလာတယ်ဆိုလို့ရှိရင်လည်းအဲ training ဗမာဆင်းလာတယ်အလုပ်လုပ်ခဲ့ဆိုလည်းဗမာလုပ်ခဲ့တယ်ပေါ့နော်ဒါမှမဟုတ် internship လုပ်ခဲ့ဆိုလည်းဗမာလုပ်ခဲ့ဆိုကျွန်တော်ထည့်ပြီးပြောမယ် volunteer လုပ်ဖူးတယ်ဆိုရင်လည်း volunteer လုပ်ဖူးတဲ့အတွေ့အကြုံကိုကျွန်တော်တို့ထည့်ပြီးတော့ပြောမယ်ပေါ့နော်ဥပမာကိုက star academy မှာတက်ခဲ့တယ်နော် MHDI မှာတက်ခဲ့တယ်နော် YP education မှာကျွန်တော်တို့ internship ဆင်းခဲ့တယ်စသဖြင့်ကိုလုပ်ခဲ့ဖူးတာတွေကိုပြောပြရမယ်ကိုလုပ်ခဲ့ဖူးတဲ့ hotel ကိုလုပ်ခဲ့ဖူးတဲ့ industry ကိုလုပ်ခဲ့ဖူးတဲ့စားတောက်ဆိုင်စာတွေကိုပြော ပြရမယ်ပေါ့နော်ဒီနေရာမှာကိုယ်က hotel life မှာလုပ်ခဲ့ရတယ်ဆိုရင် hotel life ကိုပြောပြရတော့အကောင်းဆုံးပဲဒါပေမဲ့ တခြားအတွေ့အကြုံတွေလည်းကျွန်တော်ထည့်ပြောလို့ရပါတော့ဥပမာ fitness center ရဲ့ reception လုပ်ဖူးတယ်เนาะ spa မှာတော့ assistant လုပ်ဖူးတယ်အာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်စားတောက်ဆိုင်တစ်ခုခုမှာလုပ်ဖူးတယ်เนาะရုံးပိုင်းလုပ်ဖူးတယ်ဆိုလည်းရုံးပိုင်းမှာလုပ်ဖူးတယ် admin လုပ်ဖူးတယ်စသဖြင့်ကျွန်တော်တို့ဒါလည်းတင့်တင့်တယ်လို့ကျွန်တော်ပြောလို့ရပါတော့အဓိကတော့ helping people ပေါ့เนาะကျွန်တော်လူတွေကိုကူညီဖူးတယ်လူတွေလူတွေကိုကူညီရတာသဘောကျရဆိုတော့ touch point ကိုကျွန်တော်တို့ဖြီးဖို့အရေးကြီးပါတယ် ဆိုတော့ example ကျွန်တော်ပြောပြရရင်ကျွန်တော်နာမည်က Alex ဖြစ်ပါတယ်ဆိုရင် my name is Alex နော်အဲ့တော့ reception နေနဲ့အလုပ်တစ်နှစ်လုပ်ဖို့ရဲဆိုရင် I work as a receptionist for one year ဆိုပြီးတော့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်ကပေါင်းတင်ဆက်ဆံရေးနဲ့ team work ကောင်းပါတယ်เนาะဒီအသင်ဖွဲ့နဲ့အလုပ်လုပ်တာကောင်းပါတယ်ဆိုရင် I am good at communication and team work เนาะနောက်ပြီးတော့ကျွန်တော်ကဒီပုံမိုတင်ယူဖို့အတွက်ကို သဘောကျတယ်နောက်ပြီးတော့ဧည့်သည်တွေကိုကူညီရတာကြာဆိုရင် I'm excited ပေါ့နော်ဒါမှမဟုတ် I'm happy to learn more ဆိုတာပို့မူတင်ယူတော့သဘောကျတယ်ပြီးရင်ဧည့်သည်တွေကိုကူညီရတာကိုကြတော့ support guest at our hotel at your hotel ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ကိုကိုကိုမိတ်ဆက်တဲ့အပိုင်းလေးပေါ့နော်နောက်တစ်ပိုင်းမှာကျတော့ကျွန်တော်တို့ကဒီ hotel life က အလုပ်ကိုလိုချင်တာဖြစ်တဲ့အတွက်ကိုကိုတိုင်ကလည်းဒီ hospitality နဲ့ပတ်သက်လို့ service နဲ့ပတ်သက်လို့ပေါ့နော်ကိုတကယ်နှစ်သက်နေတာမျိုးဖြစ်ရမယ်ပေါ့နော်အဲ့တော့ဒီ interview မှာကျွန်တော် HR တွေတော်တော်များများမေးတတ်တာက why do you want to work in hospitality ပေါ့နော်ဒီလိုမျိုး airport ပြူငါတာနော်အခံရတာဒါမျိုးကိုဘာဖြစ်လို့လုပ်ချင်တာလဲဆိုတာမျိုးကိုကျွန်တော်တို့ကိုမေးတတ်ပါတယ် ဆိုတော့ဥပမာအနေနဲ့ပေါ့နော်ကျွန်တော်ပြည်လို့ရတဲ့ပုံစံနှစ်မျိုးလေးကျွန်တော် option ပြေးထုတ်ထားတယ်ပထမတစ်မျိုးကကြတော့ကျွန်တော်ကဒီမတူညီတဲ့သူတွေပေါ့နော်မတူညီတဲ့နိုင်ငံသားတွေမတူညီတဲ့လူတွေနဲ့တွေ့ရတာကိုသဘောကျတယ်ပြီးတော့သူတို့တွေကိုဧည့်သည်တွေကိုဒီ positive experience ပေါ့နော်ကောင်းမွန်တဲ့အတွေ့အကြုံတွေဖန်တီးပေးရတာကိုသဘောကျပါတယ်ဆိုတာမျိုးပြောလို့ရတယ်ပေါ့နော်အဲလိုဆိုရင် I enjoy meeting different people and creating a positive experience for guest ပေါ့နော်မတူညီတဲ့သူနဲ့ထိတွေ့ရတာကိုသဘောကျတယ်သူတို့တွေကောင်းမွန်တဲ့ experience ပံ့ပိုးပေးရတာသဘောကျတယ်လို့ဆိုလိုတာဖြစ်ပါတယ်နောက် option 2မှာကျတော့ hospitality is growing industry i want to build a long term career here ဟုတ်နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီ hotel life hospitality ဘိုင်းကအခုဆိုရင်အရန်ပွန်းဖြစ်လာအရန်ခေစားလာပါတော့ခီးကြီးလေလူတွေကအရန်သွားလာကြတယ်ကမာတွေပတ်လာကြတယ် hotel လုပ်ငန်းတွေခီးသွားလုပ်ငန်းတွေအရန်တိုးတက်လာတယ်ပေါ့နော်ဆိုတော့အဲ့ဒီတိုးတက်မှုနဲ့အတူတူနော်ကိုယ့်ရဲ့ career life ပေါ့နော်ကျွန်တော်ရဲ့ life ကျွန်တော်ရဲ့အလုပ်လုပ်ကိုင်မှုအသက်မွေးဝမ်းကြောင်းမှုကိုတည်ဆောက်ချင်ပါတယ်လို့ဆိုလိုတာဖြစ်ပါတယ် example ပေါ့နော်ကျွန်တော်ဘယ်လိုပြောလို့ရမလဲဆိုရင် I love helping people and making them feel welcome ပေါ့နော်ကျွန်တော်ကလူတွေကိုကူညီရတာကိုကြိုက်တယ်လူတွေကဒီ welcome ဖြစ်တယ်ပေါ့နော် ပြုံငါကြိုးဆိုတယ်ဆိုတာကိုခံစားရတာမျိုးကိုဖြစ်စေချင်ပါတယ်ဆိုတာကိုပြောလို့ရတယ်ပေါ့နော်ပြီးလို့ရှိရင် I want to grow my career in professional hotel like yours ပေါ့နော်ဒီ hotel လိုမျိုး professional ကြတဲ့ hotel မှာကျွန်တော်ရဲ့အတန်ဝေးဝန်ကြောင်းမှုကိုတိုးတက်ချင်ပါတယ်လို့ပြောတာဖြစ်ပါတယ်အဲ့လိုပြောချင်ရမယ့်ကျွန်တော်တို့က hospitality ဘိုင်းကိုစိတ်ဝင်စားတယ် service mind ရှိတယ်နော်ဒီ hotel နဲ့အတူတိုးတက်ချင်တဲ့သူတယောက်ဆိုတာကို HR အနေနဲ့ဒါမှမဟုတ် manager အနေနဲ့တည်သွားမှာဖြစ်ပါတယ်ပေါ့နော် နောက်ထပ်တစ်ခုဟာကြတော့ကျွန်တော်တို့ပေါ့နော်ဧည့်သည်ဒီကို customer service ပေးမဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော် customer service ကိုဘယ်လိုမျိုးအတိတ်ပဲဖွင့်ဆိုပါသလဲဆိုတာမျိုးကျွန်တော်တို့မေးရပေါ့နော် what is customer service လို့မျိုးမေးနိုင်တယ်လို့ what does good customer service means to you ပေါ့နော် customer service count တခုဆိုတာကဘယ်လိုမျိုးတင်ပုံမှာအဓိပ္ပာယ်တက်ရောက်ပါလဲဆိုတာမျိုးကိုမေးတာဖြစ်ပါတယ်အဲ့လိုမျိုးဆိုရင်ကျွန်တော် option 1ကကြတော့ကျွန်တော်တို့ဒါဟို friendly ပေါ့နော်ခင်မင်ပေါ်ယူတာကိုလည်း customer service လို့ခေါ်ပါတယ်ဆိုတာမျိုးအဓိပ္ပာယ်ဖွင့်ရမယ် now ကျွန်တော်ကပေါ်ယူနေုံနဲ့မရဘူးပေါ့နော် professional ကြရမယ်ပြီးရင်ဒီပြဿနာတွေကိုအလင်းအမြဲပေါ့နော်ဖြေရှင်းပေးနိုင်ပါဘောနော်ကျွန်တော်ပြုံးပြနေတာတခုပဲမဟုတ်ဘူးခင်မဖော်ယူနေရပဲတခုပဲမဟုတ်ပင်နဲ့အဲ့ဒါဘာဖြစ်နေလဲအဲ့ဒါဘာလိုချင်နေလဲဆိုတော့မျိုးကျွန်တော်သိရမယ်အဲ့ဒီပြင်ကိုနေနေ role ပေါ့နော် customer service မှာ reception ဆိုလဲ reception bell point ဆိုလဲ bell point fnd waiter ဆိုလဲ waiter ပေါ့နော်ကိုနေတဲ့ professional role မှာကျွန်တော်က pro ကြကြနဲ့လုံးလုံးနိုင်တဲ့လူကြီးဖြေရမယ်ဆိုတော့ဟုတ်ဆိုလိုတာဖြစ်ပါတယ်နောက်တစ်ခုကကြတော့ ဒီ customer service ကဘယ်လိုအထိပ္ပယ်တက်ရောက်လဲဆိုရင် understanding guest needs ပေါ့နော်အဲ့ဒါတွေဘာလို့လိုအပ်လဲဆိုတော့ကျွန်တော်တို့ကသိရမယ် ensuring they feel value ပေါ့နော်သူတို့ကိုကျွန်တော်တို့ကတန်ဖိုးထားတယ်ဆိုတာကိုသူတို့သိချာခန်းစားမိရမယ်ပေါ့နော်အဲ့ဒါမျိုးကျွန်တော်တို့ကဆိုလိုတာဖြစ်ပါတယ်အာ exam အနေနဲ့ပြောရမယ်ဆိုရင်တော့ပေါ့နော် it means giving warm professional service and solving problems quickly so guests have a great stay ပေါ့နော်ကျွန်တော်ဟိုတယ်ကိုလာတဲတဲ့ဧည့်သည်ကကောင်းမွန်တဲ့ stay ပေါ့နော် ကောင်းမွန်တဲ့နေထိုင်ခြင်းဒီဟိုတယ်မှာရအောင်လို့အတွက်ကျွန်တော်အနေနဲ့နှွေးထွေးမှုပေးရမယ်ဆိုတော့ giving warm လို့ခေါ်ရပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းကိုယ်ကိုယ်တိုင်က professional service ကိုပေးရမယ် pro ကြနေရမယ်ပေါ့နော်အဲ့ဒါကို professional service and solving problem quickly ပေါ့နော်ပြဿနာရှိလာရင်လည်းအလင်းမြဖြေရှင်းပေးနိုင်ရမယ်ပေါ့နော်အဲ့တော့ ကျွန်တော်တို့ဒီ customer service ကိုဘယ်လိုအသေးပဲဖွင့်ထားလဲဆိုရင်နှွေထွေးရမယ် pro ကြရမယ်ပြဿနာတွေကိုလင်းလင်းမြဲမြဲနဲ့ဖြေရှင်းပြနိုင်ရမယ်အခါကျတော့မှဧည့်သည်အားကောင်းမွန်စွာနေထိုင်နိုင်မယ်เนาะနှွေထွေးတွေကိုခံစားရမယ်ဆိုတာမျိုးကိုကျွန်တော် excellent customer service လို့အသေးပဲကိုကဖွင့်ဆိုပါတယ်လို့ကျွန်တော်တို့ကပြောပြနိုင်ရပါမယ်နောက်ထပ်ကျွန်တော်အမေအများဆုံးကိစ္စပါเนาะဘယ်ဌာနမှာပဲဖြစ်မိပါတယ် ဘယ်ထမ်းမှာပဲဖြစ်ဖြစ်ပြဿနာတက်တယ်ဘယ်သူနဲ့ဘယ်သူကြားလဲဆိုတော့ဧည့်သည်နဲ့ဒီဝန်ထမ်းအချာမှာပြဿနာတက်တယ်ပေါ့နော်အဲ့လိုအချိန်မှာဆိုရင် how do you handle a different guest ပေါ့နော်ခက်ခဲနဲ့ complaint တက်နေတယ်ဒါမှမဟုတ်ပြဿနာရှာတက်တယ်ပြဿနာနဲ့ကြုံနေရတယ်ဧည့်သည်တယောက်ယောက်က ဘယ်လိုမျိုးကိုယ် handle လုပ်တက်လဲဆိုတာမျိုးကိုမေးပါတယ်အဲ့ခါကျရင်တော့ကျွန်တော်တို့ပုံမှန်လုပ်ရတဲ့ဒါ formula လို့တောင်ပြောလို့ရတဲ့အချက်တွေရှိတယ်ပေါ့နော်တဲ့အချက်ကကျွန်တော်ကောင်းကောင်းနားထောင်ပြရမယ်နောက်ကိုယ်တော်လကောင်းကိုယ်ဌာနတရားတော်လကောင်းကိုယ် hotel ရဲ့ service ဒါမှမဟုတ် product ကတော်လကောင်းအမှားယွင်းရှိရဆိုရင်ကျွန်တော်တို့တောင်းပန်ရမယ် apologize လုပ်ရမယ်ပြီး offer solution ပေါ့နော်အဖြေကျွန်တော်တို့ share ပေးရမယ် ဖြည့်ရှင်းပေးရမယ်အဲ့ဒီဖြည့်ရှင်းပေးတာကတကယ်အဆင်ပြေမှုရှိရလားဆိုတော့ကျွန်တော် follow up လုပ်ရမယ်ပေါ့နော်ဆိုတော့ listen လုပ်ရမယ် apologize လုပ်ရမယ် offer solution လုပ်ရမယ်ဒါမှမဟုတ် problem solving လုပ်ရမယ်ပြီးရင် follow up လုပ်ပေးရမယ်ပေါ့နော်အဲ့ဒီကကဒါပထမအခြေအနေတစ်မျိုးပေါ့နော်နောက်အခြေအနေတစ်မျိုးကျတော့ကျွန်တော်တို့ကဧည့်သည်ပြဿနာရှာဒါမှမဟုတ် aura hit တာနော်ကိုယ်စူတာမျိုးဖြစ်နေပြီဆိုရင်ကျွန်တော်တို့ကတိတိကျကျနဲ့ကျွန်တော်တို့ကရင်ဆိုင်ရမယ်နော်ကိုယ်က junior level မဟုတ်လို့ကိုမသိဘူးကိုမဖြစ်ရှင်းနိုင်တဲ့ပြဿနာဆိုရင်ကိုရဲ့ senior ဒါမှမဟုတ်ကိုရဲ့ supervisor manager တွေကိုကိုက supporting တောင်းရမယ်အကူအညီတောင်းရမယ်ပေါ့နော်အဲ့လိုပုံစံမျိုးနဲ့ကျွန်တော်ဖြေလို့ရပါတယ် exam အနေနဲ့ဆိုလို့ရှိရင်ဘယ်လိုပြောလို့ရလဲဆိုတော့ if a guest complains about a room i would listen carefully apologize and offer a solution like a room change i stay polite and keep them update ပေါ့နော်တကယ်လို့ဧည့်သည်တယောက်က complain အခန်းနဲ့ပတ်သက်ပြီး complain လုပ်ခဲ့လို့ရှိရင်ကျွန်တော်ကျွန်မကတည်တည်ရှိရှိနဲ့နားထောင်ပါမယ်အမှားယွင်းရှိသွားခဲ့လို့ရှိရင်တောင်းပန်ပါမယ်ပြီးတော့အဖြေပေးမယ်ပေါ့နော်အဖြေဖြေရှင်းပေးမယ်ပေါ့နော်ဘယ်လိုမျိုးလဲဆိုရင်အခန်းပြောင်းပေးမယ်ပေါ့နော်ဧည့်သည်ဒီခန်းမကြိုက်ဘူးဆိုရင်ကျွန်တော်တို့ဟာသူပြောပြတာကိုသူပြောတဲ့အစင်မပြေမှုကိုနားထောင်မယ်တောင်းမယ်ဆိုရှင်တောင်းမယ်မယ်ပြီးရင်သူဇလူရှင်းနေနဲ့အခန်းတစ်ခန်းအစ်စ်ချိန်ပေးလိုက်မယ်ပေါ့နော်ဒါမဲ့အဲ့နေရာမှာကိုက လေးလေးမှမှယဉ်ကြီးကြီးနဲ့စကားပြောမယ်ပြီးလို့ရှိရင်သူတို့ကိုဒါအခန်းရပြီဆိုလို့အခန်းရပြီပေါ့နော်ဘယ်နှလောက်ချင်းနေဆိုရင်ချင်းနေအဆင်ပြေရလားဆိုတာမျိုးကျွန်တော်တို့က update လုပ်ပေးမယ်လို့ဆိုလိုတာဖြစ်ပါတယ်နောက်ထပ်တစ်ခုကကျွန်တော်တို့ဒီ ကျွန်တော်မှာ stress ကရှိတယ်ပေါ့နော်ဘယ်ဌာနမှာပြ stress ကရှိတယ်ကျွန်တော်တို့ဒီလွတ်တလုတ်တည်းလောက်ရတာမဟုတ်ဘဲね multi task ကိုလောက်ရတဲ့ hotel ဝန်ထမ်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကျွန်တော် stress တွေကျွန်တော် busy ဖြစ်တဲ့အချိန်တွေကို manage လုပ်တဲ့ရလားဆိုတော့မျိုးကို Asia ကမေးတတ်ပါတယ်အဲ့လိုဆိုလို့ရှိရင်သူကဘယ်လိုမေးလဲဆိုရင် how do you manage stress or busy time ဆိုပြီးတော့မေးတတ်ပါတယ်အဲ့ခါကျရင်ကျွန်တော်တို့ဒီ option တင်နေလဲဆိုတော့ပေါ့နော်ကျွန်တော်တို့တွေ ကိုကအရေးကြီးတဲ့ text တွေကိုဦးစားပေးပြီးတော့လုပ်မယ်ပြီးရင်တည်တည်ငြိမ်ငြိမ်နဲ့လှုပ်ဆက်ရှက်လုပ်သွားမယ်ဆိုတော့ option ကိုလည်းကျွန်တော်ပြောလို့ရတယ်။အဲ့ခါကျရင် prioritize text and stay calm ဆိုပြီးပြောလို့ရပြီနော်။ပြီးကိုတယောက်တည်းဒါမျိုးကဒါလုပ်လို့မနိုင်ဘူးနော်။ team work နဲ့လုပ်ရဆိုရင် work as a team and communicate clearly ပေါ့နော်။အဲ့လိုဆိုတော့ကျွန်တော်တို့ကဒါ ကောင်တာတစ်ဖက်မှာ check in ဝင်နေတယ်ဆိုလို့ရှိရင်လည်းကိုက check out ဧည့်သည်ကို handle လုပ်ပေးတာပဲဖြစ်ဖြစ်เนาะဟို busy ဖြစ်နေတဲ့အချိန်မှာပေါ့เนาะကိုက housekeeping မှာရှိတဲ့ခြားတကင်ချင်းနေတဲ့အတူတူ handle လုပ်တာပဲဖြစ်ဖြစ်ပေါ့เนาะနောက်ကျွန်တော်တို့ဒီ F&B မှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ team mate တွေနဲ့ပေါ့เนาะကျွန်တော်အတူတူ handle ထန်ချက်ညင်ညီလောက်တာပဲဖြစ်ဖြစ်ပေါ့เนาะအဲ့လိုမျိုး team နေနဲ့လုပ်မယ်အဲ့လိုအချိန်မှာကျွန်တော်တို့ကတူလူလူကိုလို့မဖြစ်အောင် communicate ရှင်းရှင်းလင်းလင်းပေါ့เนาะတယောက်တယောက်နဲ့ဆက်ဆံ ပြောဆိုပြီးလှုပ်လှုပ်နေဖို့ရည်ကြီးတယ်ဆိုတာမျိုးကျွန်တော်တို့ဟာပြောရမှာပေါ့နော်ဆိုတော့ exam အနေနဲ့ကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုရင် I'd stay organized and focus on one text at a time if needed I ask teammates for support so gets don't wait too long ပေါ့နော်အဲ့တော့ကိုကအမြင်နဲ့ organize လုပ်မယ်ပေါ့နော်အမြင်နဲ့စုစုစည်းစည်းနဲ့လုပ်မယ်အလုပ်တစ်ခုချင်းစီပေါ့အဲ့ focus ထားမယ်ပေါ့နော်တခုချင်းစီကိုတေးချာနဲ့လှုပ်သွားမယ်တကယ်လို့လိုအပ်လို့ရှိရင်ငားရဲ့တငယ်ချင်းငားရဲ့လူဖောက်ခံပဲတေကိုအကူညီတောင်းမယ်အခါကျရင်ဧည့်သည်ရလဲကိုအကြိုက် စောင့်နေစရာမလိုတော့ဘူးပေါ့ဆိုတာမျိုးကိုကျွန်တော်တို့ဖြေလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီကိုပေါ့နော်ဧည့်သည်တယောက်ကိုကူညီပေးဖို့တဲ့အဲဥပမာတစ်ခုကိုပြောပြပေးပါဆိုတာမျိုးသူတို့ကပြောရယ်ပေါ့နော်။ဥမာ describe an example when you help a guest ဒါမှမဟုတ် describe a time when you help a guest ဆိုပြီးတော့ကျွန်တော်တို့ ဘလိုမျိုးဧည့်သည်ကိုအဆင်ပြေအောင်အကူအညီပေးဖို့လဲအဲ့အရာလေးဥပမာပြောပြပါဆိုလို့ရှိရင်ကျွန်တော်တို့ကဘလိုပြောမလဲဆိုတော့ဒါ long story လေးပြောလို့မရဘူးเนาะအဲ့တော့ဟိုကျွန်တော်တို့ဖြစ်ဖို့တဲ့အကြောင်းအရာလေးတချို့ရဲ့ထဲရတစ်ခုကောင်းတာတွေတစ်ခုကိုခက်တူတူလေးပြောပြရမယ်အဲ့ဒါဒီ positive result ဖြစ်ရမယ်ပေါ့เนาะကိုကဧည့်သည်ကို satisfy ဖြစ်အောင်လုပ်ပေးလိုက်တဲ့ဆိုတဲ့ result ဖြစ်ရမယ်ပေါ့เนาะ နောက်တစ်ခုကကို့မှာအတွေ့အကြုံအဲ့လိုမျိုးမရှိခဲ့ဘူးဆိုလို့ရှိရင်ကို့မှာ training တက်ခဲ့တဲ့အချိန်တုန်းကဒါမှမဟုတ်ကိုစာဖတ်တဲ့အချိန်တုန်းကဒါမှမဟုတ် YouTube မှာကိုက learning လုပ်ခဲ့တဲ့အချိန်တုန်းကဧည့်သည်ကိုဒီလိုလေးကူညီရမယ်ဆိုတော့ငါလေ့လာထားဖို့ပါတယ်ဆိုတာမျိုးကိုကျွန်တော်ပြောပြလို့ရတယ်ပေါ့နော် example ပေါ့နော်အဲ့တွေ့ကြုံရှိရလို့ဆိုလို့ရှိရင်အာဧည့်သည်က luggage ကျွန်တော်တို့ဒီ airport မှာ luggage ပျောက်ခဲ့တယ်ပေါ့နော်အဲ့တည်းငါကလေဆိပ်ကိုဆက်သွယ်ဖို့ပေါ့နော် loss and found department ကိုဆက်သွယ်ဖို့ရအောင်လုပ်ပေးတယ် အဲ့ဒီဘက်ကပြောတဲ့အခြေအနေပေါ့နော်။ငါပြင်ပြီးတော့နားထောင်ပြည်တယ်ဧည့်သည်ကိုပြန်ပြောပြတယ်ပြီးတော့ပေးလိုက်နိုင်တယ်ပေါ့နော်။အဲ့အတွက်သူတို့ကကျေးဇူးတင်သွားတယ်ဆိုတော့ scenario မျိုးကိုကျွန်တော်ပြောပြလို့ရရပါနော်။ I guess they are luggages. I helped them contact the airport and updated them until they receive it. They were very thankful ဆိုတာမျိုးကျွန်တော်ပြောပြလို့ရရပါနော်။ဒါကအတွေ့အကြုံရှိတဲ့သူတွေပေါ့နော်။အဲကျွန်တော် ဒီ F4 မှာမဟုတ်ဘောနော်တခြားဌာနမှာသူလောက်ကန်ဆက်ရှိရနော်ဧည့်သည်နဲ့ထိတွေ့ခဲ့ရတာလေး story လေးရှိတယ်အဲ့ထဲမှာဧည့်သည်ပျော်ရွှင်သွား story ကိုကျွန်တော်တို့ share လို့ရပါတယ်နော်အာနောက်အတွေ့အကြုံမရှိခဲ့ဘူးဆိုရင်တော့ကျွန်တော်တို့ကတော့အားငါရဲ့ training မှာငါဖတ်ပြီးတဲ့စာအုပ်ထဲမှာငါသင်ရတဲ့သင်တန်းမှာတော့အဲ့လိုအချိန်မှာဆိုရင်အဲ့လိုအဲ့လိုမျိုးဒီလိုဒီလိုမျိုးအာဧည့်သည်ကိုကူညီပေးရတယ်ဆိုပြီးတော့ကျွန်တော်တို့ပြောပြပေးလို့ရပါတယ် အာနောက်တစ်ခုကကြတော့ကျွန်တော်တို့ team work ပေါ့နော် hospitality မှာဒါမကအောင်ကျွန်တော်လုပ်ငန်းခွင်တိုင်းမှာ team work ကအရင်အရေးကြီးပါတယ်အဲ့အတွက်သူက team work ကိုအမြဲတမ်းမေးတယ်ပေါ့နော်အထူးသဖြင့်ကတော့ hotel life မှာ team work ကတော့အရေးကြီးဆုံးပါပဲအဲ့တော့ what is a team work for you ဆိုပြီးတော့ကျွန်တော်တို့ကိုမေးလိမိတာရှိပါတယ်ပေါ့နော်အဲ့ခါကျတော့ကျွန်တော်ရှင်းရှင်းလေးပါပဲ team work ဆိုတာလည်းဒါတယောက်တစ်ယောက်နဲ့ support လုပ်နေတာပဲလေတယောက်တစ်ယောက်နဲ့ကူညီနေတာပဲ ဘာရဖို့လဲဆိုရင်ကျွန်တော်တို့ဒါဧည့်သည်ဟို great service ပေါ့နော်ကောင်းမွန်တဲ့ service နော်အဲ့လိုမျိုးပေးနိုင်ဖို့ပဲပေါ့အဲ့ဒါဆိုရင်လွယ်လွယ်ရှိရှိနဲ့ဆိုရင် supporting each other to deliver great service ဆိုပြီးတော့ကျွန်တော်တို့ဖြည့်လို့ရတယ်နောက်တစ်မျိုးကျတော့ဒါ sharing tax ပေါ့နော်ကျွန်တော်တောင်းဝင်တွေကိုခွဲဝေပြီးတော့ယူတယ်တောင်းတာနဲ့ communicate ရှင်းလင်းစွာလုပ်တယ်ပေါ့နော်အဲ့တော့ sharing tax and communicating clearly ဆိုတာမျိုးဖြည့်လို့ရတယ်ပေါ့နော် example ပေါ့နော် in busy time helping and trust each other ensure gets a happy ပေါ့နော်ကျွန်တော်ဘယ်လောက်ပဲ busy နေသည်ဖြစ်ပါစေပေါ့နော်ကျွန်တော်တယောက်နဲ့တယောက်နဲ့ support လုပ်နေမယ်တယောက်တယောက်နဲ့ကူညီပေးနေမယ်ပြီးရင်တယောက်တယောက်နဲ့လေကျွန်တော်အချင်းချင်းပေါ့နော်ယုံကြည်မယ်အဲ့ခါကျရင်ဧည့်သည်ပြောရှင်မှုတွေကိုကျွန်တော်ဖန်တီးလို့ရတယ်။အဲ့ဒါစိတ်ကျဉ်းနှံမှုကျွန်တော်ဖန်တီးလို့ရတယ်ပေါ့နော်။အဲ့တော့အဓိကတော့ team work ဆိုတာ supporting တယောက်တစ်ယောက်နဲ့လုပ်နေတာကိုဆိုလိုတယ်ဆိုတာကိုကိုကနားလည်တဲ့အကြောင်း ြန်ပြီးတော့ဖြည့်ပေးနိုင်မှာပေါ့နော်အာနောက်ပြီးတော့ကျွန်တော်ဒီ communicate လုပ်ဖို့ကလေးအမတမအရေးကြီးတယ်ပေါ့နော်ကျွန်တော်တို့များသောအားဖြင့်တော့ဒီ daily life daily job တွေမှာကကျွန်တော်တို့က English အရင်ကောင်းတယ်ကျွန်တော်တို့ American တွေ British တွေနော် Australia တွေနဲ့ကျွန်တော်တို့ကထိတွေ့ဆက်ဆံနေရတာထက်စာလို့ရှိရင်ကျွန်တော်တို့ကတခြားဟို ်အင်္ဂလိပ်စကားပြောပေမဲ့တခြားနိုင်ငံသားတွေပေါ့နော်ဥပမာတရုတ်တွေကျွန်တော်တို့ကိုရီးယားတွေဂျပန်တွေနဲ့ဆက်ဆံရတာရှိမယ် Arabic guest တွေ Middle East ကတခြားနိုင်ငံသူတွေနဲ့ဆက်ဆံရတာရှိမယ်နောက် English speaking အဓိကပြောတဲ့နိုင်ငံမဟုတ်ပဲနေပေါ့နော် mother language မဟုတ်တဲ့သူတွေနဲ့ဆက်ဆံရတာရှိတယ်ပေါ့နော်အဲ့ခါကျရင်ဧည့်သည်ကဒီ English ကို ကျွမ်းကျင်စွာမပြောနိုင်တာကိုကျွန်တော်ကြော်ရဥပမာကျွန်တော်တို့ဒါရုရှားအဖိုးကြီးဖွားကြီးတွေပေါ့နော်ဥရောပအဖိုးကြီးဖွားကြီးဆိုရင်ဒါအင်္ဂလိပ်စကားအရင်ကောင်းကောင်းမပြောနိုင်အောင်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင် how do you communicate with guests who speak little english ဆိုပြီးတော့ကျွန်တော်မေးတတ်ကြရပေါ့နော်အင်္ဂလိပ်စကားတိမပြောနိုင်နဲ့ဧည့်သည်ရင်းနဲ့ဆိုရင်မင်းဘယ်လိုမျိုး communicate လုပ်လဲဆိုတာမျိုးကိုမေးတာဖြစ်ပါတယ်အဲ့ခါကျရင်ကျွန်တော်တို့ကဘယ်လိုမျိုး formula ကိုသုံးရလဲဆိုရင်ကျွန်တော်တို့က simple ဖြစ်တဲ့ဟာလေးပေါ့နော်နားလေလွယ်တဲ့ vocabulary လို့ကျွန်တော်ပြောရမယ်လို့အဲ့လို့ရှိရင်ကျွန်တော်တို့ဒါ body language တွေပေါ့နော် gesture တွေကျွန်တော်ထုတ်ပြီးတော့သုံးရမယ်ပြီးရင်တစ်ခေါက်နဲ့နားမလည်ဘူးထင်ကျွန်တော်တို့နောက်တစ်ခေါက်ပေါ့နော်စိတ်ရှည်လက်ရှည်နဲ့ရင်းကြီးကြီးနဲ့ပေါ့နော် repeat ပြန်ပြီးတော့လုပ်ပေးရမယ်ပေါ့နော်တကယ်လို့က passport ရုပ်တရက် download လို့စကားပြောတာမြန်သွားလို့ နားမလည်ဘူးဖြစ်သွားရဲဆိုရင် passport ပေးပါ ID card ပေးပါဆိုတော့လွယ်လွယ်ကူကူလေးကျွန်တော်တို့ကပြောပြရမှာပေါ့เนาะတကယ်လို့လိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ translation tools တွေသုံးလို့ရတယ်ပေါ့เนาะဒါကျွန်တော်တို့ duty မှာဆိုလဲ duty mobile နဲ့ရှိတယ်မဟုတ်လို့ရှိရင်လည်းကျွန်တော်အိတ်ကထဲမှာလည်းဖုန်းကတုံးလို့မရအောင်ဆိုပေမဲ့ကျွန်တော်ပေးထည့်ထားတယ်ပေါ့နော်အဲလိုမျိုးဆိုရင်တော့ကျွန်တော် Google Translate လိုမျိုးเนาะ ChatGPT လိုမျိုးတွေเนาะကျွန်တော်တုံးပြီးတော့ ဲ့တဲ့နဲ့ communicate လုပ်လို့ရအောင်ကျွန်တော်တို့က translate လုပ်ရပါမယ်အဲအခါကျရင် translation to တူတမနော်ဥပမာပြည်သက်ကနော်ဒါလူကြီးတွေသူတို့နားမလည်ဘူးဖြစ်နေတယ်ဆိုရင်ကျွန်တော်ကဒါကျွန်တော် English လို့ပြောလိုက် English ကိုရေးလိုက်ပြီးတော့တစ်ဖက်မှာ French လိုမျိုးကျွန်တော်တို့ပေါ်အောင်လုပ်ပြီးတော့သူတို့ကိုနားလည်အောင်ကျွန်တော်တို့ပြောပြလို့ရရပါနော် example ပေါ့နော်ကျွန်တော်တို့ I speak slowly use easy words show picture if necessary I try to make communication comfortable ပေါ့နော် ျွန်တော်စကားကိုဖြည်းဖြည်းလေးပြောပါမယ်လွယ်ကူတဲ့စကားတွေအတုံးလုံးတွေတုံးပါမယ်ပြီးလို့ရှိရင်ဒါပုံနေပါရဲ့ပြဖို့လို့လို့ရှိရင်ဒါပြပါမယ်ပြီးတော့လို့ရှိရင်ဒီ communication က comfort ဖြစ်ရမှာပေါ့နော်တက်တောက်တက်တာရှိအောင်ကျွန်တော်စူးစမ်းပါမယ်ဆိုတာမျိုးကိုပြောပြလို့ရပါတယ်နောက်တစ်ခုကကျွန်တော်တို့အမှားအယွင်းနေပေါ့နော်ကျွန်တော်တို့ကလည်းရှိတတ်တယ်ပေါ့နော် အဲ့လိုမျိုးရှိခဲ့လို့ရှိရင်ဘယ်လိုလုပ်မလဲဆိုတာမျိုးကို HR တွေ manager တွေမေးတတ်တယ်ပေါ့နော် what will you do if you make a mistake ပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့မေးတတ်ပါတယ်အဲ့ခါကျရင်ကျွန်တော်တို့ကပုံမှန်ဆိုလို့ရှိရင်ဒါဒါကိုအမောက်ဒါဝန်ခံရမယ်ကိုကိုယ်တိုင်လည်းသိရမယ်အဲ့နော်ကိုမှားဝါဆိုအောင်ဧည့်သည်ကိုလည်းတီးတာတီးအောင်ကျွန်တော်ပြောသိရင်လည်းပြောပြမယ်ပြီးရင် fix လုပ်ပေါ့နော် immediately ကျွန်တော်တို့ချက်ချင်းပဲ အဲ့အမှောင်ပြင်ဆင်ရမယ်ပြီးတော့လို့ရှိရင်အဲ့ဒီအပေါ်မှာကျွန်တော် lesson learn လုပ်ရမယ်ထပ်ပြီးတော့မမှားအောင်ကျွန်တော်စူးစမ်းရမယ်ပေါ့နော်တကယ်လို့ကိုကမှားနေတာကိုကိုကိုရန်ဒါဘလို့အမှန်ပြင်ရမယ်ဒါဘယ်ဟာအမှန်ဆိုတော့မတဲခွဲဘူးเนาะကျွန်တော်ဒီ confuse ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ supervisor ကိုယ့်ရဲ့ senior ကိုယ့်ရဲ့လုပ်ဖို့ကိုင်ပဲ manager စတာတွေကိုမေးရမယ်ပေါ့เนาะ examiner နဲ့ဘလို့ပြင်မလဲဆိုရင် i will apologize correct the mistake quickly and learn to avoid it next time ဆိုပြီးတော့ကျွန်တော်တို့ဖြေလို့ရပါတယ်เนาะငါအရင်ဆုံးတောင်းပန်လိုက်ပါမယ်ပြီးလို့ရှိရင်မှားနေတဲ့ဟာကိုအမြင်မြန်လေးပြန်လည်ပြင်ဆင်လိုက်မယ်ပြီးရင်နောက်တစ်ခါမဖြစ်အောင်သင်ယူပါမယ်ဆိုတာမျိုးကိုကျွန်တော်တို့ပြောလို့ရပါတယ်နောက်ဆုံးတစ်ခုကကြတော့ဒါကျွန်တော်တို့ interview အပိတ်တွေပါမီလီမီတာရှိပါเนาะအာမင်းရောငါတို့ကဘာဖြစ်လို့ခံရမှာလဲเนาะဘာဖြစ်လို့မင်းရော hire လုပ်တင်တာလဲဆိုတာမျိုးကိုကျွန်တော်တို့ မေးလေးမိထားရှိတယ်ပေါ့နော်ဒါအဲ့လိုမျိုးမေးရဆိုလဲဒါအချင်းကြီးလေးရတော့ကောင်းနေပြီလို့ကျွန်တော်ယူဆလို့ရတယ် why should we hire you လို့ကျွန်တော်မေးလာတတ်တယ်ပေါ့နော်အဲ့ခါကျရင်ကျွန်တော်တို့ကဘလို့ option လေးပြောလို့ရလဲဆိုရင်ငါကအလုပ်ကျူးစားတယ်အမြဲတမ်းဧည့်သည်အတွက်ပေါ့နော်ဦးစားပေးပြီးတော့စဉ်းစားရသူတယောက်ပါဆိုတာမျိုး i am hard working and always put guest first ပေါ့နော်ဧည့်သည်ဦးစားပေးရဆိုတော့ပြောလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်ငါ တင်ယူတာမြင်တဲ့လူတယောက်ဖြစ်တယ်เนาะ SOP တွေပေါ့เนาะငါတို့ဒီ Siemens Gigant Hotel Siemens Gigant တွေကအမြင်နဲ့လိုက်တာပဲပြီးရင် Teamwork ပေါ့เนาะငါတို့အစုဖွဲ့နဲ့လုပ်လို့ရတာကိုသဘောကျသူတယောက်ဖြစ်တယ်ဒါကြောင့်တော့အလုပ်လုပ်ဒီလောက်မှလုတ်ဖို့အတွက်ခံတဲ့နေဆိုမျိုးပြောတင်တယ်ပေါ့နော်အဓိကတော့ကိုကလူကောင်းတယောက်ခံယူချက်ကောင်းတဲ့လူတယောက်ဖြစ်တယ်ဆိုမျိုးပြောချင်တာဖြစ်ပါတယ်အဲ့တော့ island first follow standard standard operation procedure ဒါမှမဟုတ် standard procedures ပေါ့နော် and enjoy team work ဆိုတာမျိုးကျွန်တော်တို့ဖြေလို့ရပါတယ် example ကျွန်တော်တို့ i am motivated polite and commit to doing my best every day i want to grow with your hotel ပေါ့နော်ကျွန်တော်ကအမြဲတမ်း motivation ရှိပြီးတော့တက်ကြွရသူတယောက်ဖြစ်တယ် polite ရင်ကျေးတဲ့သူတိမ်မွေးတဲ့သူဖြစ်တယ် commit to doing my best every day ပေါ့နော်နေ့တိုင်းနေ့စဉ်နေ့တိုင်းပေါ့နော် ကောင်းကောင်းပုံနဲ့အဲအလုပ်တွေကိုလုပ်ဖို့အတွက် commitment ပေးတယ်ခရီးကို ပေးနိုင်တယ်ပေါ့နော်အမြဲတမ်းအစဉ်တစိုက်လုပ်နိုင်တယ်ပြီးတော့ကျွန်တော်မှဒီ hotel နဲ့အတူတူတိုးတက်ခြင်းစိတ်ရှိတဲ့သူတယောက်ဆိုတာမျိုးကို ဒါပြတော့ဖော်ပြနိုင်တယ်ဆိုရင်ဒါ HR ဆိုရင်လည်း HR ကြိုက်မယ် manager ဆိုရင်လည်း manager ကြိုက်မယ် department head တွေကျွန်တော်တို့ director level တွေကလည်းသဘောကျမယ်အဖြေတွေဖြစ်ပါတယ်အာကျွန်တော်ဗီဒီယိုလေးကတော့ဒါဒီနေ့၁၀ခုပေါ့နော်ဖန်တီးထားတာဖြစ်ပါတယ်ဒီနေ့ sharing ပေးထားတာတော့ဒီလောက်ပါပဲနောက်ရက်တွေမှာလည်းကျွန်တော်တို့ January ကြာတယ်နော်ဒီ hotel လုပ်ငန်းသုံးအင်္ဂလိပ်စာအမေကွန်မေကွန်ပုံစံလေးတွေ interview ပုံစံလေးတွေလည်းဖော်ပြပေးသွားမှာဖြစ်ပါတယ်နောက်ရနောက်ရတင်မှာကြာရင်လည်းကျွန်တော်ဒီဌာနတစ်ခုစီလိုက်ပေါ့နော် FO F&B ကျွန်တော်တို့ဒီ housekeeping စားတဲ့ဌာနတစ်ခုစီအလိုက်ပေါ့နော် media တဲ့ interview english question answer ပုံစံမျိုးလေးတွေကိုဖော်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော် page တွေကို like and follow လေးလုပ်ထားပါဒီ video ကကို့အတွက်တော့လကောင်းကို့တငငင်းနဲ့ဒါမှကို့ဆွေမျိုးတွေအတွက်အကျိုးရှိမှထင်လို့ရှိရင်လည်း mention ခေါ်တာဖြစ်ဖြစ်သူကို send ပေါ့နော် message ကနေပို့ပေးတာဖြစ်ဖြစ်เนาะကျွန်တော်တို့ share ပေးတာဖြစ်ဖြစ်လုပ်ပေးခင်နိုင်ပါတယ်ဒီ video လေးက ကျွန်တော် value တခုခုပေးနိုင်မယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိအချိန်ပေးပြီးတော့ကြည့်ပေးကြတဲ့တယောက်စီအတိုင်းအတွက်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်ပြီးတော့ဆုံတွေ့ပါမယ်နော်မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ပါစေကျွန်တော်ဒီနေ့ဗီဒီယိုလေးလောက်တာဒီပြန်နောက်ကျသွားတဲ့အတွက်ကြောင့်လို့နည်းနည်းလေးနောက်ကျသွားတယ်ပေါ့နော်တင်တာလေအဲ့အတွက်လည်းအားနာပါတယ်ကျေးဇူးလေးတင်ပါတယ်ခင်ဗျာ